အချစ်ဦးဆိုတာဘဝမှာပထမဆုံးချစ်ခဲ့တဲ့သူထက်ဘသူ့ကိုမှမချစ်ဘူးတဲ့အချစ်မျိုးနဲ့ချစ်ခဲ့တဲ့သူကိုသာအချစ်ဦးလို့ခေါ်ပါရည်။ဒီဇလန်လေးကတော့ဂျင်မီဆိုတဲ့ကောင်လေးကရောက်တဲ့အရာရာရှောက်သွားရင်းကနေသူ့ဘဝရဲ့ပထမဆုံးလက်ဖြစ်ဘသူ့ကိုမှမချစ်ဘူးတဲ့အချစ်မျိုးနဲ့ချစ်ခဲ့တဲ့ကောင်မလေးကိုပြန်ရှာတွေ့သွားပါမလားဆိုတဲ့ခရီးလေးတစ်ခုဖြစ်ပါရည်။လက်ရှိမှာအသက်36နှစ်ရှိပြီဖြစ်တဲ့ဂျင်မီကဂိမ်းကုမ္ပဏီတစ်ခုရဲ့ဖောင်ဒါတယောက်ဖြစ်တဲ့အပြင်အောင်မြင်နေတဲ့လုပ်ငန်းရှင်တယောက်တောင်ဖြစ်နေပြီဖြစ်ပါတယ် ဒါပေမဲ့တချို့အရာလေးတွေကြောင့်လွန်ခဲ့တဲ့ session နှစ်ကအဖြစ်အပျက်တွေနဲ့တစုံတရာကိုတော့ရည်တက်တက်လေးလွမ်းနေတတ်ပါတယ်။ရပိုင်းတော့အကြမ်းမာရဂျင်မီကတိုချိုကိုထွက်လာပြီးစီးပွားရေးတွက်ဖက်တွေနဲ့စကားပြောရင်းတောက်ကြစားကြပါတယ်။မိဖြစ်ဆွေဖြစ်အနေနဲ့မနှက်ပြန်တိုချိုကိုလိုက်ပြခြင်းလို့ခေါ်ပေမဲ့ဂျင်မီကတော့သွားစရာခရီးလေးတစ်ခုရှိနေလို့ပါဆိုပြီးညင်လိုက်ပါတယ်။သူ့ရဲ့တငယ်ချင်းကဘယ်ကိုသွားမလို့လဲမေးတော့ဘယ်ကိုသွားမယ်မသိတဲ့ခီးကပြောဖို့ကောင်းလို့ရောက်တဲ့ရာရာရှောက်သွားမှလို့ပြန်ဖြေလိုက်ပါတယ်။ ဂျင်မီရဲ့ရောက်တဲ့ရာရာလျှောက်သွားပြီးအချစ်ဦးကိုပြန်ရှာမယ်ရှာပုံတော်ခီးလေးရဲ့အဆာမှာပဲလွန်ခဲ့တဲ့၁၆နှစ်ကအပြည့်အပြည့်တချို့ကိုတစ်ခေါက်တစ်ခါလေးတွေးတော်မိသွားပါတယ်။လွန်ခဲ့တဲ့၁၆နှစ်ကဂျင်မီကအခုလိုမဟုတ်ပဲဂိမ်းအစောလွန်လို့နေဖင်တို့မှအိယာထားတဲ့သူဖြစ်ပြီးနေတိုင်းပုံချောင်းမှာတက်တကိုရောက်ပါစေလို့ဆုတောင်းတတ်တဲ့တက်ကြွတဲ့လူပြိုပောက်ကလေးဖြစ်ပါတယ်။ဆာမွေဖြစ်ပြီးသွားတဲ့နွေရာသီပိတ်ရက်မှာတော့ဂျင်မီကကိုဘက်အာရာအိုကေမှာအချိန်မှန်းအလုပ်လုပ်ပါတယ် ပထမဦးဆုံးအလုပ်ကလေးမလို့အများကြီးမျှော်လင့်ထားပေမဲ့လက်တွေ့မှာတော့ဦးကျောင်းကျောင်းကောင်းတွေ၊ဂိုင်းစတားတွေ၊သွေးဆုံးတွေတဲ့အဖွားကြီးတွေနဲ့အခန်းထဲမှာတော့ပေါ်တင်နေတဲ့သူတွေအပြင်ဆိုင်ဘေးကထူးဆန်းတဲ့နေရာကြီးကြောက်ချင်းမင်းကစိတ်ညစ်နေပါတယ်။တနေ့မှာတော့သူတို့ဆိုင်ကလေးကိုအာမီလို့ခေါ်တဲ့ခီးကြီးသွားဂျပန်မာလီတယောက်ကအလုပ်ရှာဖို့အတွက်ရောက်လာပါတယ်။သူဒီမှာအလုပ်လုပ်ချင်တဲ့အကြောင်းကတော့ခီးကြီးသွားရင်ပတ်စံရင်ပြောက်သွားလို့အိမ်ပြန်ဖို့အတွက်ငွေပြန်စုချင်လို့ဖြစ်ပြီးဒီလိုအခက်အခဲမျိုးကိုကြုံတွေ့ဘူးတဲ့ဆိုင်ရှင်ကလည်းချက်ချင်းအလုပ်ခံလိုက်ပါတယ်။ နေဖို့အခန်းကိုလိုက်ပို့ပေးဖို့နဲ့လိုအပ်တာတွေအကုန်သင်ပေးဖို့ကိုတော့ဂျပန်စကားပြောတတ်တဲ့ရှင်မင်းကိုပဲလောက်ခိုင်းလိုက်ပါတယ်။ဘာလို့ဂျပန်စကားပြောတတ်နေရလဲမေးတော့အန်နမဲတွေ၊ဂိမ်းတွေနဲ့မန်ဂါတွေကိုသဘောကျလို့ပါလို့ရှင်မင်းကပြောပြပါတယ်။အကျိုက်ဆုံးကတော့စလန်နန်ဖြစ်ပြီးဘလောက်ကြာမှလည်းမေးတော့ပြန်ပုံငွေလုံလောက်တဲ့အထိပဲနေဖို့အာမီကဆုံးပြထားပါတယ်။ဒီခီးရဲ့ရည်ရွယ်ချက်ရှိလာမေးတော့အာမီကရည်ရွယ်ချက်ထက်ဘဲကိုသွားမယ်ဆိုတာမသိတဲ့ခီးကပြောဖို့ကောင်းလို့ပါလို့ပြောပြပါတယ်။ လက်ရှိမာရဂျင်မီကတိုချိုကထွက်လာပြီးတော့ကာနာဂါဝါပြည်နယ်ကသူမြင်ကျင်တဲ့နေရာလေးတစ်ခုဖြစ်တဲ့ကာမာကိုရာအထက်တန်းကျောင်းပူရာကိုရောက်လာခဲ့ပါတယ်။တနေ့ကခြေတူအောင်ရှောက်သွားပြီးညာရောက်တော့ဂျင်မီကအပြင်မှာအရန်အေးတာနဲ့တွေးတဲ့ဆိုင်တစ်ဆိုင်မှာခောက်ဆွဲဝင်စားပါတယ်။ဖြစ်ချင်တော့ဆိုင်ရှင်ကလက်ထံဝန်ကဖြစ်နေပြီးသူစားပြီးသွားတဲ့ဂျင်မီကိုဒီဒေသကရှုခင်းတွေကိုလိုက်ပြပေးပါတယ်။ဗမာဂျပန်စာသင်ခဲ့တာလည်းမိတော့လွန်ခဲ့တဲ့ဆက်စစ်နှစ်ကမိတ်ဆွေတယောက်ကသင်ပေးခဲ့တာပါလို့ဂျင်မီကပြောပြပါရင် ဒီခီးမှာရွေးချက်မရှိဘူးဆိုရင်တော့သူ့ကိုပြန်တွေ့ကျင်တယ်မလားလို့မေးပြီးဂျင်မီကတော့မတွေ့နိုင်တော့ရင်တော့တတိယလို့သူ့မွေးရမယ်မျိုးကလေးကိုတစ်ခေါက်လောက်တော့ရပူကျင်နေပါရင်အကြောင်းပြချက်မရှိရင်တော့တစ်ခါတလေဘွားအတွက်ခီးထွက်ပေးရတယ်ဆိုတဲ့စကားကြောင့်ဂျင်မီကသူ့သားခံစားချက်တွေကိုတို့ပြောခဲ့ရင်သူ့အနာကလည်းပြောင်းလဲနေတော့မယ်လို့တွေးထင်မိသွားပါရင်အာမီအကြောင်းကိုမျိုးတဲကလူတွေသိလာတော့သူတို့ရဲ့ဆိုင်လက်လက်မလဲအောင်လူတွေအများကြနေပြီးလူရန်းကလည်းဂျပန်မာလေးအကြောင်းကိုသိကျင်လာကြပါတယ် ဒီလိုနဲ့အာမိကိုကျူးစွဝက်လုပ်ပွဲပေါ်စဉ်းစားမိသွားကြပြီးမျိုးတွေကဆိုင်မှာအလုံးအတူတူတောက်ကြစားကြပါတယ်။ဘာကြောင့်ခီးထွက်ခဲ့တာလဲဆိုတော့အာမိကပကြီပုံလေးတွေကိုထုတ်ပြပြီးတကဘာလုံးကိုသွားပြီးရင်သူ့ပဲဆွဲနိုင်တဲ့ပကြီကိုဆွဲကျင်တဲ့အိမ်မက်ကိုဖြည့်ဆည်းဖို့အတွက်ပါလို့ပြောပြပါတယ်။ပကြီဆိုပါမှအလုံးကသူ့ရဲ့ဆိုင်ဘေးကနေရန်စုပ်ကြီးကိုပြန်ပြန်ဆွဲဖို့တွေးမိသွားကြပြီးအာမိကလည်းလက်ခံလိုက်ပါတယ်။ဒီလိုနဲ့အလုံးမူဝေးကုန်ကြပြီးအာမိကိုအိမ်မြန်ဖို့အတွက်တော့ချင်းမီကိုပဲခိုင်းခဲ့ကြပါတယ်။ အာမီကအိမ်မပြန်ခင်မြို့ထဲမှာဆိုင်ကယ်ပတ်စီခြင်းကြောင့်တောင်းဆိုပြီးဂျင်မီကလည်းဆက်ဆက်နဲ့လိုက်ပို့ပေးပါတယ်။ဘဲကိုသွားမှလည်းဆိုတော့ဂျင်မီဒီမြို့မှာအကြိုက်ဆုံးနေရာကိုသွားမယ်ဆိုပြီးနှစ်ယောက်သားဆိုင်ကယ်လေးတစ်စီးနဲ့တမျိုးလုံးအနှံ့လျှောက်သွားကြပါတယ်။တရားပေါ်မှာဦးကြောင်ကြောင်နဲ့လျှောက်ရောက်ပြီးတော့တမျိုးလုံးကိုအပေါ်စီးကမြင်ရတဲ့နေရာလေးတစ်ခုကိုရောက်လာကြပါတယ်။လေးလေးတဝဲဝဲနဲ့ဂျင်မီကမတိမတာအနာကပ်ဖို့ကြိုးစားလာပြီးအာမီကတော့သူ့မှာရောအိမ်မရှိလားလို့မေးပါတယ်။ ဘတ်စကတ်ဘောကစားခြင်းနဲ့ဆိုပေမဲ့ဒူးတန်ရာကြောင့်မဖြစ်နိုင်တော့လို့အချင်းယူစဉ်းစားနေပြီးအိမ်မက်တို့ရင်သူ့ကိုအရင်ပြောပြပါလို့အာမီကတောင်းဆိုပါတယ်။နောက်နေ့တော့အာမီတယောက်နေရအစိုးကြီးကိုစဖြင့်ဆွဲနေပြီးအားလုံးနဲ့လည်းပို့ပြီးတော့ခင်မင်လာတယ်လို့အချင်းတွေကလည်းတရွရွနဲ့ကုန်လာပြီးတော့ဂျင်မီကလည်းအာမီကိုပို့ပြီးသဘောကျလာပါတယ်။လက်ရှိအချိန်မှာတော့ဂျင်မီကနှင်းရွယ်အလွန်ကြလွန်းတဲ့နာဂိုယာပြည်နယ်ကအီယာမာမျိုးစေ့ကိုခီးဆက်လာပြီးယထာပေါ်မှာတော့ကိုဂျီလို့ခေါ်တဲ့ចောင်းသားလေးတယောက်ကအမတ်တရားတပ်ပုံလာရိုက်ပါတယ်။ အမြန်တမ်းနဂဖင်းမှာအချိန်ကုန်နေတဲ့ကိုကြီးကသူ့ရဲ့ပထမအဆုံးခီးလင်းမို့လို့စိတ်တွေလှုပ်ရှားနေပြီးဂျင်မီကတော့သူ့ကိုကြီးအရွယ်မှာအခုလိုမျိုးတည်းမသွားနိုင်ရဲ့လို့အားကြနေပါတယ်။ဒီလိုနဲ့တနင်္လာကိုရောက်တော့မယ်ဆိုပြီးလှန်ကောင်းတဲ့ကအထွက်ကနေနှင်းတိုင်းမကြီးကိုရောက်သွားသလားထင်ရတဲ့အခိုက်အတန့်ကြောင့်ဂျင်မီကခန်းနားလောက်တောင်မှမှန်တက်သွားပါတယ်။နောက်ကောင်ကနှင်းတော်ထဲမှာရှာခွာစားကြပြီးဂျင်မီကသူ့ဘဝအကြောင်းတွေကိုပြန်ပြောပြပါတယ်။တနေ့မှာတော့အာမီကပကြီးဆွဲနေပြီးငမိုးသုံးကောင်ကထက်လွတ်ဖြစ်စီလာလုံနေတာကိုဂျင်မီကတွေ့သားပါတယ်။ ခုံးစာအတိုင်းသူရဲကောင်းကြီးဝင်လို့ပင်မဲ့သူပဲထိုးစိတ်ခံရရပြီးဆိုင်ရှင်စီကပါမင်္ဂဖတ်ပြီးအယူထားမနေနဲ့လို့အဆုခံရရပါတယ်။အာမိကိုဘလိုပုံစံသဘောကျရလဲလို့အားလုံးကမေးတော့တက်ကြွပြီးအသက်လေးနှစ်ကြီးတဲ့သူမလို့ဂျင်မီနဲ့တော့ဆန့်ကျင်ဘက်ပဲလို့ပြန်ပြေးလိုက်ပါတယ်။စိတ်ဆိုးသွားတဲ့ဂျင်မီကလည်းသူ့လဲသပင်တို့ပြီးငယ်တဲ့သူတွေကိုသဘောကျရည်လို့ပြန်ပြောပါရစေ။စိတ်တကျနေတဲ့ဂျင်မီကိုတန်ငယ်ချင်းကရီးသားစာဆိုတဲ့ဂျပန်ရုပ်ရှင်လက်မှတ်နှဆောင်ကိုပေးပြီးသူ့မပြောင်းခင်ကြိုးစားကြည့်ဖို့အကြံပေးပါရစေ။ နောက်နေ့တော့ဂျင်မီတယောက်မရှိမရှိမတက်တီလေးတွေကိုစုပြီးပေးလိုက်တယ်လို့အာမီကလည်းဒိတ်ဆိုတော့သွားကြတာပေါ့ဆိုပြီးလက်ခံလိုက်ပါတယ်။ဒီလိုနဲ့အချစ်နာကြနေတဲ့ဂျင်မီကရည်စားစကားပြောနေလေ့ကျင့်လိုက်အဝယ်စားတွေအမှန်ကန်ရွေးလိုက်တညာလုံးကိုခဲခေါက်လိုက်နဲ့အတော့ကိုအလုံရှုံနေပါတယ်။တညာလုံးအလုံများပြီးနေဖန်တို့မှနိုးတော့အာမီစီကိုခြေကုန်းတော့ရောက်လာပါတယ်။ရုပ်ရှင်ရုံထဲကိုရောက်တော့အာမီကမီးပုံပွဲပိုစတာလေးကိုတွေ့သွားပြီးဂျင်မီကဝေးရဆိုပေမဲ့သွားချင်လို့တနေ့ကျရင်လိုက်ပို့ပေးဖို့တောင်းဆိုပါတယ်။ ချင်းမီတယောက်အတွဲတွေလိုလက်ခံဖို့စဉ်းစားနေတော့မှာပဲလက်တွေမှာတော့နှာခေါင်းသားနှင်းပေါ်လုံးပြင်နေကြပါတယ်။လက်ခံခဲ့ရတဲ့လို့ထင်သွားပေမဲ့ရုပ်ရှင်ကကောင်းလွန်လို့စီးဝင်သွားပြီးလက်ခံဖို့ကိုတောင်မေ့သွားတယ်ဆိုတော့အလောင်းခံခံရပါတယ်။အာမီကတော့သူ့ရဲ့မွေးရမင်းမျိုးကလေးကအဲ့ဒီစကားတွေကလို့နှင်းနွယ်ကြလွန်လို့အတော်လေးညူရဖို့ကောင်းတယ်ဆိုပေမဲ့အခုတော့အဲ့ဒီမျိုးကလေးကိုသတိရနေပါတယ်။ဂျင်မီကအဆင်ပြေသွားမှာပါလို့နှင့်သိမ့်ပေးပြီးအာမီကတော့ပေးမန်းလုံးလုံးနားပေါ်အတွက်ထွက်သွားပါတယ် ကိုကြီးနဲ့ဖုန်းနံပါတ်ချင်းနဲ့အချင်းချင်းပွဲဖက်ပြီးတနေ့ကျရင်ပြန်တွေ့ကြမယ်လို့နှုတ်ဆက်လိုက်ပေမဲ့ဂျင်မီကတော့ပြန်မလာဖြစ်တော့မယ့်နေရာလေးမှာပြန်မဆုံးဖြစ်တော့မယ့်မိတ်ဆွေတယောက်နဲ့နောက်ဆုံးတွေ့ခဲ့ရတဲ့ဆိုတာကိုသိနေပါတယ်။နောက်ရောက်တော့ဂျင်မီကနက်ကဖေးတစ်ခုကိုရောက်လာပြီးကောင်းမလေးတယောက်ကသူ့တီထွင်ခဲ့တဲ့ဂိန်းကိုစော့နေတာကိုတွေ့လိုက်ပါတယ်။အဲအကြောင်းဂျင်မီကသူ့ခင်းကိုသူ့ပေါ်ရန်ကူဆော့ပေးပြီးနေရာမှာကတ်ထားတဲ့မီးဝမ်းဝဲပိုစရာလေးတစ်ခုကိုတတိထားမိသွားပါတယ်။ အရန်ဝေးရဆိုပေမဲ့သွားချင်နေတဲ့ဂျင်မီကိုသူကားလေးနဲ့လိုက်ပို့ပေးပြီးအိမ်မက်ကိုရှာတွေ့ခဲ့တာကသူ့ကြောင့်ပဲမို့လို့မမိတ်နိုင်သေးဘူးလို့ဂျင်မီကပြောပြပါတယ်။ဘာကြောင့်လမ်းခွဲခဲ့ရလဲမေးတော့ဂျင်မီကအဆကတည်းကမချစ်ခဲ့တာဖြစ်လာပါရဲ့လို့ပြောပြပါတယ်။တနေ့မှာတော့ဂျင်မီတယောက်အာမင်ဂျပန်ကိုပြန်တော့မယ်ဆိုတဲ့သတင်းကြောင့်ဆိတ်ဆိုးနေပြီးအားလုံးကတော့ဝမ်းနည်းနေပါတယ်။ဂျင်မီကတော့ရီးစားအတွက်အခုတော့ပြန်တော့မှာလို့ထင်ပြီးအာမီကလည်းမငင်းတာကြောင့်ဆိတ်ဆိုးပြီးတော့ထွက်သွားပါတယ်။ အရင်ကလိုမဟုတ်တော့ပဲအာမီကိုရှောင်းပဲရှောင်းပဲလုံးနေပေမဲ့သူ့စိတ်ထဲမှာတော့ပြောချင်တဲ့စကားတွေပြေနေပါတယ်။တနေ့မှာတော့အာမီကသူ့ရဲ့ပကြီကားလေးကိုဘာအပြစ်မှပြောစရာမရှိလောက်အမတ်တရတွေအများကြီးနဲ့ရေးဆဲပြီးဆုံးသွားတဲ့အချိန်မှာတော့ဂျင်မီကရှက်ရှက်နဲ့ပဲကောင်းပါတယ်လို့ကြည်ကျူလိုက်ပါတယ်။စိတ်ညစ်နေတဲ့ဂျင်မီကိုသူ့အဖေကတခါပဲအသက်ရှင်ရတဲ့ဘဝမှာဒီလိုတွေးဆမှုမျိုးကနှခါမဖြစ်နိုင်လို့နောက်နှားတွေမချမ်းနဲ့ဆိုတော့ဂျင်မီကလှုပ်တင်တာကိုလှုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုနဲ့အာမိကိုတနင်္လာကိုခေါ်သွားမယ်ဆိုပြီးရထားပေါ်မှာတော့နှစ်ယောက်သားအတူတူသစ်စင်းနှားထောင်ကြရင်မသွားပါနဲ့လို့ဂျင်မီကတိုးတိုးလေးပြောလိုက်ပါတယ်။လက်ရှိအချိန်မှာတော့ဂျင်မီတယောက်မိဘဘွဲကိုရောက်လာပြီးတစ်ဖက်မှာလည်းလူတွေအများကြီးကြားကနေအာမိလက်ကိုဆွဲရင်းနဲ့အရှိကိုဆက်ဆောင်လာပါတယ်။မီးဘုံပေါ်မှာတော့ဂျင်မီကအိမ်မက်တွေရှာတွေ့ပြီးအကောင်အောင်ထဲပေါ်နိုင်ပါစေလို့ရည်ထားသလိုအာမီကတော့ခီးလေးတွေအဆုံးမသက်ပါနဲ့လို့ရည်ထားပါတယ်။ မီးဖုံးလွတ်တော့မဲ့အချိန်မှာတော့နှစ်ယောက်လုံးအိမ်မက်တွေအကောင်အထည်ပေါ်ပြီးတော့ရင်ပြန်တွေ့ကြဖို့အတွက်ခတိလောက်ခဲ့ကြပါသည်ဒီလိုနဲ့အိမ်မက်တွေစတင်အသက်ဝင်လာတဲ့မီးဖုံးအနီကလေးနဲ့ခီးလေးတွေရှေ့ဆက်နိုင်ပါစေဆိုတဲ့မီးဖုံးအဖြူလေးတို့ကကောင်းကင်မှာအဟံအတားမရှိပြန်ထွက်သွားပါသည်အာမီအိမ်ပြန်တော့မဲ့အချိန်မှာအားလုံးအတွက်အမတ်တရပုံလေးတွေဆွဲပေးခဲ့ပြီးသူ့ကိုလည်းအားလုံးကစာအုပ်လေးတစ်ခုလက်ဆောင်ပေးလိုက်ပါသည် ချင်းမီကိုလည်းနောက်မှပြန်ဆုံမယ်လို့ပြောခဲ့ပေမဲ့ချင်းမီကတော့ဒီခီးလေးကသူ့အိမ်မက်တွေစတင်ရနဲ့တစုံတယောက်ကိုဆုံးရှုံးရဆိုတာကိုတော့သိမနေခဲ့ပါဘူး။မနက်ဖြန်မှာတော့ချင်းမီကတာတာမီကိုရောက်လာပြီးတာတာမီဆိုတာကတော့အာမီရဲ့မွေရဲ့မိမျိုးကလေးဖြစ်ပါရင်။လမ်းပြောင်းနေလို့လမ်းမှာတွေ့တဲ့အဖိုးတယောက်ကိုမေးပြီးအာမီရဲ့အိမ်ဆိုတော့ဝေးလွန်းနေသေးလို့သဘောကောင်းတဲ့အဖိုးကလိုက်ပို့ပေးပါတယ်။အာမီကအထံဝန်အကြောင်းနဲ့အမေပြောတတ်ပြီးနောက်ကျရင်လည်းဗရာဇီးကိုသွားချင်နေပေမဲ့ဖခင်ကတော့ခွင့်မပြုခဲ့ပါဘူးလို့အဖိုးကပြောပြပါရီ အာမီပြန်သွားပြီးလာပိုင်းလောက်အကြာမှာဂျင်မီကဝန်ဆက်ပြီးနောက်ပတ်ကျရင်ဂျပန်ကိုလာတွေ့ကျင်နေဆိုတော့အာမီကဂတိကုန်မိသွားတာလို့မိပါတယ်။အဲ့ဒါအပြင်နောက်ပတ်ကျရင်ကဘာကြီးရဲ့တခြားတစ်ဖက်ကိုကြီးစားလေးနဲ့အတူခီးသွားဖို့ရှိလို့နောက်ထပ်စာရီရေးပါမယ်ဆိုပြီးပုံချလိုက်ပါတယ်။အာမီရဲ့အင်ကိုရောက်လာတော့အာမီအမေကလာကြိုပြီးထိုင်ဝမ်ကဂျင်မီဆိုတော့အယံဝန်တာသွားပါတယ်။အာမီကထိုင်ဝမ်ကသူ့ထက်အသက်၄နှစ်ငယ်တဲ့ကြီးစားလေးအတွက်စူးစမ်းရမယ်လို့အမည်ပြောလို့ရှိပြီးသူ့ကိုမျက်နှာလေးတော့ပြဟိုင်းလိုက်ပါတယ်။ နောက်ဆုံးအချိန်မှာတော့ဂျင်မီကသူ့ရဲ့အချက်အူလေးကိုပြန်ရှာတွေ့သွားပြီးတမန်လွန်ကအာမီကလည်းသူ့စီကိုဂျင်မီရောက်လာတယ်လို့ခံစားမိသွားပါတယ်။အာမီရဲ့အခန်းထဲမှာတော့သူတို့နဲ့ပတ်သက်ခဲ့တဲ့အမှတ်တရတွေအများကြီးကိုသိမ်းဆည်းထားပါတယ်။ကဘာဘက်ပြီးခီးသွားခြင်းခဲ့တယ်လို့နောက်ဆုံးမှာထန်ဝန်ကိုပဲရောက်ခဲ့တဲ့ဆိုပေမဲ့ထန်ဝန်ကိုရွေးချယ်မိသွားတာကပဲတော်သေးရဲ့ဆိုပြီးအာမီကနောက်ဆုံးအထိပြောသွားခဲ့ပါတယ်။ ဂျင်မီအတွက်လည်းစားလေးတစ်စောင်ထားခဲ့ပြီးစားကလေးရဲ့မှာတော့အာမီကသူ့ဝဲဆွဲနိုင်မယ့်ပစီကိုဆွဲဖို့အတွက်ခီးအီအရှိကြီးကိုထိုင်ဝမ်ကနေစားခဲ့ပါသည်ပထမအဦးဆုံးထိုင်နန်မျိုးကိုရောက်ခူးတာဆိုပေမဲ့အရင်လာတဲ့မျိုးလေးတစ်မျိုးဖြစ်ပြီးကန်ဆိုးစွာနဲ့ပဲပတ်စံအိတ်ကကြောက်သွားပါသည်ဒီလိုနဲ့အာမီကကိုဘဲအာရာအိုကေမှာအလောက်လျှောက်ခဲ့ပြီးတော့မေးလို့မရတဲ့အမှတ်တရတွေအများကြီးကိုကြုံတွေ့ခဲ့ပါသည်တစ်ဖက်မှာလည်းဆိုးဝါးလာတဲ့ကျန်းမာရေးအခြေအနေကြောင့်ဆေးရီကိုအရင်ကားထက်ပိုပြီးတော့တောက်လာရပါသည် သူပြန်တော့မယ်ဆိုတာကိုမပြောချင်ပြောချင်နဲ့ပြောခဲ့ရပြီးဂျင်မီလည်းစိတ်ဆိုးသွားသလိုယထားပေါ်မှာမသွားပါနဲ့လို့သူပြောခဲ့တဲ့စကားလေးကိုအာမီကကြားခဲ့ပါတယ်။ဂျင်မီကိုပထမအဆုံးအချိန်ပွေဖက်ပြီးအားလုံးကိုနှုတ်ဆက်ခဲ့တော့ကလည်းဒီကိုဘရောမှပြန်မလာနိုင်တော့ဘူးဆိုတာကိုသိနေပါတယ်။စေယုံမှလည်းဂျင်မီကိုကဘာရဲ့တခြားတစ်ဖက်ကိုရီစားလေးနဲ့အတူခီးထွက်အောင်မယ်လို့လိန်ပြောခဲ့တာရဲ့အားလုံးကိုသိခွင့်ရလိုက်ပါတယ်။ သူရနောက်ဆုံးအချိန်အထိပကြီးရဆက်ဆွဲခဲ့ပြီးအထာရီအားလုံးကိုဂျင်းမင်းအတွက်အမတ်တရရီအဖြစ်ထားခဲ့ပါသည်။အိမ်မက်တွေအကောင့်ထဲပေါ်နိုင်အောင်အမြဲတမ်းစုဆောင်းပေးနေပြီးဘဝမှာခဏလောက်ပေါ်လာပြီးလို့ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားလေးနဲ့ပဲအဆုံးသတ်ထားပါသည်။အာမီစီကထွက်လာပြီးတော့ဂျင်းမီကမရောက်နိုင်တော့မဲ့အာမီစီကိုပထမအဆုံးအချိန်စာရေးလိုက်ပါသည်။အာမီအိမ်မက်ပြီးတော့အားလုံးနဲ့နှုတ်ဆက်တက်စကုတ်ကိုသွားတတ်ခဲ့ပြီးတနေ့မှာတော့ဂိမ်းစော်နေတဲ့လူတယောက်နဲ့ဝန်တိုင်းမိခဲ့ပါသည်။ ဝါသနာတူတဲ့သူတို့နှစ်ယောက်ကတန်ငန်းချင်းနဲ့ဖြစ်သွားပြီးဂိမ်းတွေလည်းအတူတူတီထွင်ခဲ့ကြတဲ့တော့တစားတစားအောင်မြင်လာတာနဲ့အမျှအချိန်တွေအများကြီးကိုနှက်ပြီးအစွမ်းကုန်ကြိုးစားခဲ့ကြပါတယ်။အသက်25နှစ်မှပထမအဆုံးအချိန်ရည်စားထားခဲ့ပေမဲ့အလုလုံလုံပြီးအချိန်မပိနိုင်တဲ့သူကိုပားရိုက်ပြီးတော့ဖြစ်သွားပါတယ်။နောက်ဆုံးမှသူတို့ရဲ့ဂိမ်းကအောင်မြင်သွားပြီးအာမီစီကိုဖုံးစားခဲ့ပေမဲ့သူဆုံးသွားပြီဆိုတဲ့စကားကြောင့်ဂျင်မီကကဘာပြတ်သလိုခံစားခဲ့ရပါတယ်။ အာမေကိုဆုံးရှုံးလိုက်ရတာကသူ့ကိုသူဆုံးရှုံးလိုက်ရတယ်လို့ဖြစ်သွားပြီးတော့အဲ့ဒီစဲကြောင့်ပဲအလုပ်တွေကိုပို့ပြီးတော့စူးစမ်းအောင်မြင်လာခဲ့တယ်ဆိုပေမဲ့ခံစားချက်မရှိတော့ပဲသူ့ဘဝမှာသူတယောက်ပဲကြံပါတော့တယ်။စိတ်တွေရှုပ်ထွေးပြီးကိုကိုကိုအဖြစ်ရှာမင်းရတဲ့အချိန်မှာအာမီရဲ့စာကလေးကိုမြင်တော့ခီးသွားခြင်းစိတ်ကိုဖြစ်လာစေပါတယ်။မင်းနဲ့ဆုံနဲ့ချစ်ကြိုက်ခဲ့တဲ့နောက်ဆုံးမှာတော့မင်းနဲ့ပတ်သက်ခဲ့တဲ့လူငယ်ဘဝလေးကိုနှုတ်ဆက်ရမယ်ဆိုတာနဲ့တင်ဒီခီးလေးကအတိတ်ပဲရှိသွားပြီဖြစ်ပါတယ်။ ခီးတွေကအစုံမရှိဘူးဆိုတဲ့အတိုင်းသူကိုယ်ရင်လက်ခီးဆောင်မှဖြစ်ပြီးအလာနောက်ကျသွားတဲ့အတွက်တောင်းမှန်သလိုအရာအလုံးအတွက်လည်းကျေးဇူးတင်လိုက်ပါတယ်။သူရဲ့ခီးလေးပြီးဆုံးသွားတဲ့အချိန်မှာတော့ဂျင်မီကကွန်ဒိုလေးတစ်လုံးဝယ်ခဲ့ပါတယ်။သူတို့ရဲ့ဆိုင်ကလေးကိုလည်းပြန်သွားခဲ့ပြီးဖုံးတက်နေတဲ့နေရာတွေအပြင်အာမီရဲ့အမတ်တရရဲ့အများကြီးနဲ့ရေဆွဲခဲ့တဲ့ပကြီကားလေးကိုလည်းနောက်ဆုံးအချိန်ကြည့်ခဲ့ပါတယ်။ ဒရားလေးကိုလည်းပြန်ပြမောင်းခဲ့ပြီးအာမီနဲ့အတူလာခဲ့ဘူးတဲ့နေရာလေးကိုရောက်တော့နောက်ဆုံးအကျယ်အနေနဲ့ဂျင်မီဆိုတဲ့အတန်လေးကိုကြားလိုက်ရပါတယ်။ဒီလိုနဲ့ပဲဂျင်မီကဒီခီးလင်းနဲ့အတူအာမီနဲ့ပတ်သက်ခဲ့ဘူးတဲ့လူငယ်ဘဝလေးကိုနှုတ်ဆက်ပြီးဘဝအသက်မှာအကောင်းဆုံးကြိုးစားနေထိုင်သွားပါတယ်။